ကိုးတိုင်းပတောင်းမြို့နယ်ညောင်ကျိုးပြူဟာစခန်းကုန်းကိုဧပြီနေ့မှာလုံးဝသိမ်းပိုက်လိုက်ပြီလို့အာရခတ်တက်တော် AA ကသတင်းထုတ်ပြန်ပါတယ်။မလ18ရက်မှာစတင်ထိုးစစ်ဆင်ပြီး16ရက်ကြာဧပြီ2ရက်မှာသိမ်းပိုက်နိုင်တာလို့ဆိုပါတယ်။စခန်းသိမ်းချိန်မှာစစ်ကောင်စီတပ်တွေကစင်ကရားဆုတ်ခွာထွက်ပြေးနေတာမြင်နေရပေမဲ့ AA နဲ့ညီတော်မာမိတ်တွေကတစ်ဖက်သက်အပြစ်ခတ်ရစဲထားတာကြောင့်တတ်မှတ်နေရာကိုကျော်ပြီးဆက်မတိုက်ပဲ။ လွတ်ပေးထားခဲ့တယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။ညောင်ကျိုးစခန်းဟာကပ္ပစ6အမတ်6ကာကွယ်ရေးပစ္စည်းဆက်ယုံတည်ရှိတဲ့အုတ်ရှိပင်မြို့နယ်ထဲကညောင်ချီတော့ရွာနဲ့ဆယ်မိုင်ကျော်သာဝေးတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့ကပ္ပစ25ခုထဲက၄ခုဖြစ်တဲ့ကပ္ပစ5 6 9နဲ့16တို့ဟာ အုတ်ရှိပင်မြို့နယ်ပတ်ဝန်းကျင်မှာတည်ရှိပြီး နောက်ထပ်3ခုဖြစ်တဲ့ကပ္ပစ3ခုနဲ့19ခုကတော့အေယာဝတီမြစ်အစိဘကံ ပြည်မြို့အနီးမှာရှိတဲ့အတွက်အေအေရဲ့တပ်တွေဟာကပ္ပစတွေနဲ့အတော်လီးလာနေပြီလို့ဒေတာတွင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်စစ်ကောင်စီဟာအပြစ်အခက်ရက်စဲတယ်လို့ဧပြီလ၂ရက်မှာကြေညာထားပေမဲ့ဧပြီလ3ရက်4ရက်နဲ့5ရက်မှာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းရှိ ကြက်တိန်သပြူတောင်ပြားတဲ့ပြင်းစီလိတ်ကမော်ကလပါ ဟင်းခတ်ပြင်စတဲ့ကြေးရွာတွေကိုသစ်ပုတ်တောင်ရေးတဲ့စခန်းနဲ့အမှတ်30နှစ်ရေးတက်ရင်ကနေလက်လက်ကြီးနဲ့ပြစ်ခတ်တယ်ရေးတဲ့သင်္ဘောကနေလက်လက်ကြီးနဲ့ပြစ်ခတ်တယ်စစ်လီရင်နဲ့ဘုံကျဲနေတယ်လို့အေးအေးကြီးညာချက်ကဆက်လက်ဖော်ပြပါတယ်ဒါအပြင်စစ်တွေပုံနှကြုံနဲ့ပောက်တော်မြို့နယ်ကိုလည်းစစ်ကောင်စီကလက်လက်ကြီးတွေနဲ့ပြစ်ခတ်နေပြီး အေယာဝတီဘကိုးနဲ့မကွေးတိုင်းထဲမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့အေအေထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တာမျိုးသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့မိုးကုံမြို့နယ်အနောက်ပိုင်းရှိပင်ကူတောင်နီးကိုဧပြီ9ရက်မွန်းလွဲနှစ်လိုင်းခွဲကမှာ Jet Fighter ကဘုံနှလုံးလာကျဲတယ်လို့ DNL ကသတင်းထုတ်ပြန်ပါတယ် ထိခိုက်မှုအသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်ပြီးဒါဟာဧပြီလရဲ့အပြည့်ခက်ရက်စဲတဲ့ကြီးညာချက်ကိုစစ်ကောင်စီဘက်ကပဲပြောင်ချိုးဖောက်တာလို့ဆိုပါတယ်ဧပြီလ3ရက်ကလည်းတပိတ်ချင်းမြို့နယ်ခွန်မန်ရွာကိုစစ်လီရင်ကဘုံရှစ်လုံးကျဲခဲ့ပြီးဖြစ်ပါတယ်တောင်ခမ်းဒေသမှာရှိတဲ့အမှတ်9ရနှစ်အမြောက်တပ်စခန်းဘက်မှာလေစစ်ကောင်စီကစစ်ကူပို့တဲ့အတွက်တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဖော်ပြထားပါတယ် မကွေးတိုင်းရေစကြိုမြို့ရှိရုံးပေါင်းဆောင်ကစစ်ကောင်စီဝန်ထမ်းတွေအတွက်သဲယူလာတဲ့စားအုပ်စီပေပါအလုံး60ပါကားစီးကိုတော်လိုင်းတက်တွေကသိမ်းဆီးလိုက်တယ်လို့ Southern YSO PDF ကသတင်းထုတ်ပြန်ပါတယ်။ဧပြီတရက်မှာအဲ့ဒီစီကပခုတ်ကူရေစကြိုလမ်းပိုင်းပေါ်ရောက်လာစဉ်ထိမ့်သိမ့်လိုက်တာလို့ဆိုပါတယ်။ဒီစီတွေကိုစစ်ကောင်စီဝန်ထမ်းတွေက လက်ဝကြီးအုပ်ထားပြီးဒေသခံပြည်သူတွေကိုဈေးအဆမတန်တင်ပြီးပြန်ရောက်มาဖြစ်တဲ့အတွက်အခုလိုဈေးစီးရတာလို့ထုတ်ပြန်ချက်မှာရှင်းလင်းဖော်ပြထားပါတယ်။တနင်္လာရီမြို့နယ်ဘန်လမုတ်အုပ်စုညောင်ပေကုန်းရွာမှာ ရှိတဲ့စစ်ကောင်စီတပ်ရဲ့လမ်းကင်းစခန်းတွေကိုတော်လိုင်းတပ်တွေကနှစ်ရက်စတိုက်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တယ်လို့ The Way Watch ကဖော်ပြပါတယ်။ ဧပြီလ၄ရက်ည9:00နာရီကမှညောင်ပင်ကုန်းရွာပြည်တော်စုလမ်းမကြီးတစ်လျှောက်ရှိစစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ဘုံးချတိုက်ခိုက်ပြီးစစ်သားတွေကို ထိခိုက်တယ်။ထိခိုက်မှုအသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်တယ်လို့ဒေသခံ PDF တပ်ဖွဲ့ဝင်တဦးကပြောပါရယ်။ဒီလိုဒရုန်းနဲ့တိုက်ခိုက်ပြီးမှအနီးဝန်းကျင်မှာရှိတဲ့အမှတ်306အမြောက်တပ်နဲ့အမှတ်956ချင်းမြန်တပ်ရင်းတို့ကနေ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လက်နက်ကြီးကြီးတွေဥယျင်ခြံတဲကြားရောက်ပောက်ကွဲတယ်လို့အဲ့ဒီရဲဘော်ကပြောပြပါတယ်အလားတူဧပြီ3ရက်ကလည်းညောင်ပင်ကုန်းရွာအနီးမှာအင်အား90ခန်းနဲ့လမ်းကင်းယူထားတဲ့စစ်ကောင်စီတပ်ကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်စစ်ကောင်စီတပ်တွေကပြည်တော်စုလမ်းမကြီးတစ်လျှောက်နယ်မြေရှင်းလင်းမှုကြိုးစားလာနေတဲ့အတွက်ဒေသခံတော်လှန်ရေးတပ်တွေနဲ့နေ့စဉ်လိုလို့ ိုက်ပွဲဖြစ်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ